်ငံမတော်လှဲနှမ်းနှမ်းကိုတရုတ်တန်းနှမ်းမှာဖွင့်ထားတဲ့ချောင်းကုန်းဟော့ပေါ့ဆိုင်မှာမြန်မာမျိုးတောင်ကျော်လေးနဲ့တယောက်စာအေးအေးဆေးဆေးစားလို့ရတယ်ဆိုလို့ရှိရင်ယုံကြလားနော်လူစားအများဆုံးဆက်တွေကိုစီစဉ်ပေးထားပြီးတော့ကြက်အသားလွှာဆက်ကြက်မာလာဆက်ဝတ်အသားလွှာဆက်ဝတ်မာလာဆက်အမဲမာလာဆက်အမဲသားလွှာဆက်ဒီဆက်တွေကိုဘာပဲရွေရွေတစ်ဆက်ကို14800ပဲကြာတင်ပါလိမ့် ်ခင်းရီကိုကြီးတန်းတောင်းမယ်မယ်ခင်းရီပေးရကတော်တော်များတယ်ပေါ့နော်တကန့်အိုးဆိုလို့ရှိရင်2500နဲ့နှစ်တန့်အိုးဆိုလို့ရှိရင်9000ပါနှစ်တန့်အိုးကလေလူလေး9ယောက်အေးစီးစားလို့ရပါတယ်ကျူအနေနဲ့ဆိုရင်မာလာဟင်းရီကဆိုင်ကနေဟုံးမိတ်လောက်တာဆိုတော့စီတက်တာစိတ်ချရပြီးတက်တက်လို့တမားရီအတွက်ပါအဆင်ပြေပါတယ်။ပေါ့ပေါ့ကိုတက်တက်လို့တမားကဘာစားရမှာရောဆိုလို့ရှိရင်တော့တရုတ်တို့ခူးတုံးလေးတွေ အော်စွန်ရင်ညိညိပဲပြားလိုက်တို့ဖူးခေါက်ဆွဲမာလာခေါက်ဆွဲပါမကြမ်းမိုးကအစားအရွက်တွေရယ်စုံစုံစားရတော့စားရတာရွေးစရာရှိပါတယ်တက်တက်လို့တမားကတော့မာလာအနှစ်ကိုကြက်ပြုတ်ရင်နဲ့မလုပ်ဘူးချိုးတော့မှားရမယ်နော်ဆော့စ်ကောင်တာကပဇော်နဲ့မြေပဲနဲ့လိုမျိုးအစိမ့်အရတာဥစားပေးထားတဲ့ item ပို့ဆောင်ပြီးတော့တောက်စရာကို lemon tea နဲ့ orange juice ကို free flow ရပါတယ် မာလာဟင်းရင်ရဲ့အရာတာကိုပြောရလို့ရှိရင်ပုံမှန်အထုံအဆက်စားတဲ့သူတွေအတွက်ဆိုကွက်တီပါပဲ။လုံကကြတော့မာလာဆိုလို့ရှိရင်ပူဆက်ထုံနေမှာကြိုက်တာဆိုတော့အနစ်ကလေးတောင်းမှုရောထပ်ပြီးရောစားပါလေ။အနစ်ရောလိုက်တဲ့အခါမှာလေးလေးပင်ပင်ဖြစ်ပြီးတော့အသားထဲထိအရာတာတွေဝင်ပြီးတော်တော်ကတွင်တွေးခြင်းစရာလေးပါ။ တွေကလည်းကြောက်ဝတ်အမဲပင်လေစာအစုံရတဲ့ထဲမှာလုံငါရှောင်းကောရဲ့ homemade ပဇော်စင်ကောလုံငါစင်ကောလုံးလေးတွေဝတ်သားလုံးကြက်သားလုံးအမဲလုံးလေးတွေကိုအထူးအနေနဲ့စုံမီအောင်စားလာခဲ့ပါတယ်အသားလုံးတွေကအသားစစ်စစ်ကိုလုံပေးထားရမလို့တစ်လုံးစုံတစ်လုံးစားလိုက်ရတဲ့အရာတာကအသားရဲ့အရာတာကိုအပြည့်အဝရပါတယ် အကြိုက်ဆုံးကတော့ပစုံအသားစင်ကောနဲ့ငါးအသားစင်ကောလုံးလေးတွေပါ။ဘယ်ဟင်းနေလဲမဆိုလိုက်ဖက်ပြီးတော့ချိုးမွေးနေရပါမယ်။စားရမဝချင်းစရာလေးတွေကနူးဥပြီးတော့အရတာဝင်လေးပိုကောင်းလေးတွေမို့လို့တော့ငါတစ်ခုကိုပကန်းစီအောင်စားလိုက်ခဲ့ပါရဲ့။ ြုတ်နေလေကကိုချီစီလေးတွေတရုတ်စီစီလေးတွေပါပြီးတိတော့တာအဖြစ်ထဲဆိုပေမဲ့အရာသားတွေပြန်ပြင်ဖို့မလိုပဲနဲ့ဖြစ်စီရာရှိတာလေးတွေထည့်ပြီးတဲရင်းလို့မှအရာသားကချိမိလာတာလေးမလို့သဘောအယံကြပါလိမ့်တော်ယုံဆိုင်တွေမှာမရတတ်တဲ့တကြမုံလာရွယ်စမုံစပားရွယ်တွေအပြင် ဆက်လက်တွေလိုမျိုးစားမှာတွေ့ရတတ်တဲ့ရိုမိန်ဆက်လက်ရွက်တွေကမှားရတာအရန်တက်ပါလေဟော့ပေါ့နဲ့တအားလိုက်တာလေးတွေဆိုတော့ဝါရတာကအစားအရသာရှိပြီးတိတိမိမိဖြစ်တယ်ပေါ့နော်ဆိုင်ကနှစ်ထပ်ရှိပြီးတော့အပေါ်ထပ်မှာမိသားစုဝိုင်းနေရရှိပါတယ်။ပို့တဘောကြတာကအပေါ်ထပ်ကအဲကွန်းကပို့ပြီးတော့ဟော့ပေါ်ဆိုင်ရတာပို့ပြီးစင်ကြရပေါ့နော်။ ောက်ထပ်ကကြတော့လေဟက်ဒရွန်ကအမြင့်ကြီးမို့လို့ထိုင်ဖို့ကောင်းတယ်လို့မျိုးအပြင်အစင်ကလည်းမီးဝါလေးတွေနဲ့လှနေပြန်ရောပါပဲ သီးအိမ်ရွက်တွေကတပွဲမှာ1500လောက်နဲ့အသားလွှာအသားလုံးတွေဆိုလို့ရှိရင်1500ကနေစပြီးညတော့အဖြစ်9500နဲ့အများဆုံးဆိုတာတော့မှ6000ပဲရှိတာကိုသီးအိမ်ရတာဒီလိုကောင်းကောင်းလေးနဲ့ဆိုတော့တပေါင်းခွဲပါရင်ကိုပဲဆက်စားလို့ရပြီးနောက်ထပ်9500ဆိုရင်လည်းအသားလွှာတပွဲထပ်ရတာဆိုတော့အရွက်အသားစုံစုံကိုအေးအေးဆေးဆေးနဲ့အချိန်အကန့်အသတ်မရှိဘတ်ဂျက်ဒရော့ပြီးတော့လူတန်းတန်းနဲ့အေးဆေးစားချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းတိုက်နေပြန်ပါရော့ ရှန်ဂိုရဲ့ page မှာသူတို့ရဲ့ promotion လေးတွေကိုလည်းတင်ပေးထားတယ်လို့ page တွေလည်းဝင်ကြည့်ပြီးတော့ရွေးပြီးပါဆန်လို့ရပါရဲ့နော်။ဒါဆိုလို့ရှိရင်နောက် video တွေထဲမှာပြန်ဆောင်ကြပါမယ်။တတ။